တဲရမယ်စီမရှလာဆန်ရဲ့ပုရုဟုနေညနေခေရုပ်တန်သတင်းတွေကိုပြန်လည်တင်ဆက်ပေးပါရမယ်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ဒီမော့ဆိုရှစ်ဖက်ချန်ကဆက်ရှောက်စခန်းတနေရာကိုစစ်ကောင်စီကဘုံလုံးရဲ့15လုံးကျဲချတိုက်ခိုက်ခဲ့ပြီးအမျိုးသားတအူထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။နေဆက်ကဆက်ရှောက်စခန်းတနေရာမှာ ရေကြောက်အရေးပြအနာနဲ့ဝမ်ပြဲဝမ်ရှော့အဖြစ်များနေတယ်လို့သိရပါတယ်။ရှမ်းပြည်နယ်ညောင်ရွှေကဆက်ရှောက်တွေအတွက်ရိတ်ခါဖြတ်ဝေပေးနေမှုကိုစစ်ကောင်စီကပိတ်ပင်နေပြီး နေရပြန်ဖို့ဖိအားပေးနေတယ်လို့သိရပါဗျ။မက်ဆဲမျိုးနဲ့ထွက်ပဲပုပ်တွေကိုထိုင်းနိုင်ငံမှာတင်ပို့ရောင်းချနေပေမဲ့ဈေးကောင်းမရဘူးလို့တောင်သူတွေကပြောပါတယ်။စတဲ့သတင်းတွေကိုကြည့်ရှုနားဆင်ရပါမယ်ရှင်။မနေ့ကမတ်လ17ရက်နေ့မှာဒီမော့ဆူမျိုးနဲ့ရှစ်ဖက်ချန်ကဆွရှောင်းစခန်းတနေရာကိုစစ်ကောင်စီကဘုံလုံးရဲ့15လုံးနဲ့လေချောင်းတိုက်ခိုက်ခဲ့ပြီးအမျိုးသားတဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။မနေ့ညက9နာရီကျော်ဝန်းကျင်အချိန်မှာ Jeff Fighter နဲ့ သုံးချေလာရောက်ဗုံးကျဲခဲ့တာဖြစ်တယ်လို့မြင့်မြင့်တွေ့ရှိခဲ့တဲ့ဒေတာခန့်တူကပြောပါရယ်ထိခိုက်ဒဏ်ရာရသွားတဲ့အမျိုးသားဟာအသက်40အရွယ်ဖြစ်ပြီးခြေထောက်မှာထိခိုက်ဒဏ်ရာရရှိခဲ့ပေမဲ့အသက်အန္တရာယ်တော့စိုးရိမ်စရာမရှိဘူးလို့ဆိုပါရယ်ကျက်ရှိနေတဲ့ဗုံးစရိတ်ကိုကြည့်မယ်ဆိုရင်လေရင်ပေါ်ကကျဲချတဲ့ဗုံးသီးတွေဟာပေါက်တရားဗုံးသီးဖြစ်နိုင်တယ်လို့ဒေတာခန့်တူကသုံးသပ်ပြောဆိုပါရယ်ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ဆက်ဆောင်နေအိလေးလုံးပြည့်စည်သွားခဲ့တယ်လို့ အိမ်မွေးတဲ့ဆန်သူချို့လဲထိခိုက်ခဲ့တာပါဘုံကျဲခေနှစ်ခေပိုင်းမှာစစ်ကောင်စီရဲ့ကင်းထောက်ဒရုန်းတွေအဆင်မပြားလာရောက်ကင်းထောက်တာတွေရှိခဲ့တယ်လို့ဆွတ်ရှော်တွေက ပြောပါတယ်ပြီးခဲ့တဲ့မတ်လ9ရက်နေ့မှာလဲတိုက်ပွဲဖြစ်ပွားတာမရှိတဲ့ဒမော့ဆိုအရှိဖက်ချန်ကဆွတ်ရှော်စာတင်ကြောင်းတစ်ကြောင်းကိုစစ်ကောင်စီကလေကြောဘုံကျဲတိုက်ခိုက်ခဲ့ပါသေးတယ်ဂရီနီဘီနဲ့ထိုင်းနယ်စပ်ကဆွတ်ရှော်စခန်းတနေရာမှာမတက်ရှင်တဲ့ရေတွေကိုအသုံးပြုနေရတဲ့အတွက်ကလေးငယ်တွေမှာ အရေးပြအနာတွေဖြစ်ပွားနေပြီးလူကြီးတွေမှာတော့ဝမ်းပြက်ဝမ်းလျှောဖြစ်ပွားနေကြပါတယ်။အဲဒီဆစ်ရှောစခန်းဟာရေထွက်ပေါက်ကနေထွက်ရှိတဲ့ချောင်းရေတစ်ခုတည်းကိုသာအားထားနေရပြီးတောက်တုံးတာချက်ပြုတ်တာရေချိုးအဖို့လျှော်တာတွေကိုရောနော အသုံးပြုနေရတဲ့အတွက်ရေဟာမတက်ရှင်းတော့ပဲအခုလိုအရေးပြအနာနဲ့ဝမ်းပြက်ဝမ်းလျှောဖြစ်ပွားနေကြတယ်လို့ဆိုပါတယ်။ဒါကြောင့်တက်ရှင်းတဲ့ရေအရေးမြင့်တွေကိုတွယ်ယူအသုံးပြုနိုင်ဖို့အကူအညီလိုအပ်နေတယ်လို့ဆစ်ရှောစခန်းတာဝန်ရှိသူကပြောပါတယ်။ တ်ရှင်းတဲ့ရေရေမြစ်ကနေရေကိုတည်ယူနိုင်ဖို့အတွက်ကုန်ချစိအနေနဲ့သိန်း150ကျပ်ရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်။အဲဒီဆစ်ရှောက်စခန်းမှာ H320 ရှိပြီးလူဦးရေ1500နီးပါးနေထိုင်ကြတယ်လို့သိရပါတယ်။ရှမ်းပြည်တောင်ပိုင်းညောင်ရွှေမြို့နယ်အတွင်းကိုလာရောက်သိမ်းရှောင်နေကြတဲ့ Greeny ဆစ်ရှောက်တွေအတွက်ရိတ်ခါဖြာဝေမှုတွေကိုပိတ်ပေခံရကနေတစ်ဆင့်နေရပြန်ဖို့စက်ကောင်စီဘက်ကဖိအားပေးမှုတွေလှုပ်ဆောင်နေတယ်လို့ ဆက်လျှောက်ကူညီဆောင်ရွက်သူတွေကပြောပါတယ်။စစ်ကောင်စီဟာဆက်လျှောက်တွေကိုရိတ်ခါမပေးဖို့အမိတ်ပေးညွှန်ကြားထားသလိုစစ်ဆေးရိတ်ခဲတွေမှာလည်းဆက်လျှောက်ရိတ်ခါတွေကိုတင်ယူတာဖြစ်စီတာတွေပြုလုပ်နေပါတယ်။ဒါတွေအပြင်ရှမ်းပြည်ရောက်ဆက်လျှောက်တွေကိုနေရပြန်ဖို့စစ်ကောင်စီကအရင်နှစ်အောက်တိုဘာလကတည်းကဖိအားပေးမှုတွေလှုပ်ဆောင်ခဲ့တာပါ။ရှမ်းပြည်ရောက်ဂရင်းနေဆက်လျှောက်တွေအတွက်အကူအညီပေးတဲ့နေရာမှာလည်းလုံခြုံရေးအန္တရာယ်ကနေဆောင်ရွက်နေရတယ်လို့ ဂရီနီမျိုးသမီးအစည်းအရုံး KNWO ရဲ့ဥက္ကဋ္ဌမော်ပရီမီယာက ပြောပါရယ်အခုလိုစစ်ကောင်စီရဲ့ရိတ်ခါဖျောက်ဝီမှုပိတ်ပေခံရတဲ့နောက်ပိုင်းမှာဆက်လျှောက်လူသူတွေရဲ့စားနပ်ရိတ်ခါအခြေအနေကလည်းအရင်ကထက်ပိုမိုကျက်တဲလာနိုင်တယ်လို့လည်းဆိုပါရယ်လက်ရှိညာရွှေမြို့နယ်အတွင်းမှာလာရောက်တိတ်ရှောင်နေတဲ့ဂရီနီဆက်လျှောက်တွေဟာနေရပြန်ဖို့ဖြစ်အားပေးခံရမှုတွေအပြင်စစ်မှုထမ်းဖို့ပါ ခေါ်ယူခံနေရတာဖြစ်တာကြောင့်ဆက်လျှောက်လူသူတွေဟာ ဒုက္ခမျိုးမျိုးရဆိုင်ကြုံတွေ့နေရတာဖြစ်ပါတယ်။မယ်ဆဲမြို့နယ်ကထွက်ရှိတဲ့ဘဲပုပ်တွေကိုအိမ်ကြီးချင်းထိုင်းနိုင်ငံစီတင်ပို့ ရောင်းချနေပေမဲ့ဈေးကောင်းမရဘူးလို့မယ်ဆဲတောင်သူတွေက ပြောပါတယ်။အာနမ်သိခေကာလမှာမယ်ဆဲမြို့နယ်ကထွက်တဲ့ဘဲပုပ်တွေကိုရိုက်ကုန်မြို့ကိုအဓိကတင်ပို့ ရောင်းချခဲ့တာဖြစ်ပြီး15ကီလိုတပုံးကို4000ကျပ်ဝတ်ကျင်ရရှိခဲ့ပါတယ်။လက်ရှိမှာတော့ထိုင်းနိုင်ငံဖက်ချန်းကိုတင်ပို့တဲ့ဘဲပုပ်15ကီလိုတပုံးကို ဘန့်ငွေ150မြန်မာငွေပေါက်ဈေး3200ကျပ်ဝင်ကျင်တာရရှိကြတာပါပဲပုတ်ဈေးမကောင်းတာကြောင့်လဲမြို့နယ်အတွင်းမှာပဲပုတ်ဆိုင်တောင်သူတွေနှဲပါလာတယ်လို့ဒေတာခန်တွေကပြောပါတယ်မယ်ဆယ်မြို့နယ်အတွင်းကဒေတာခန်တောင်သူတွေဟာပဲပုတ်ကိုစီးပွားအဖြစ်အထူးကစိုက်ပျိုးကြပြီးစပါနန်းတွေကိုလည်းစိုက်ပျိုးသူနှဲပါနေပါတယ်မိုးရသည့်ပဲပုတ်ကို match april လအတွင်းမှာစတင်စိုက်ပျိုးကြတယ်လို့ຫນွေပဲပုတ်ကိုတော့ november နဲ့ december လမှာ စတင်စိုက်ပျိုးကြတယ်လို့သိရပါဗျ။ကျွန်တော်တို့ထိုင်းသတင်းဌာနရဲ့ Mashla 12ရက်ညနေခင်းရုပ်တံသတင်းတွေကိုတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။ကြီးစုအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးနဲ့ Greeny Bidu Bida အားလုံးဘင်းကင်းလုံခြုံပြီးစိတ်နှလုံးအေးချမ်းကြပါစေရှင်။ကျမမော်လေးများပါ။